ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်နဲ့ရသေးတောင်မြို့နယ်အတွင်းကရခိုင်ရေပိုင်းနဲ့အတွင်ကျူးကျော်ဝင်ရောက်ကတရားမဝင်ငါခိုးဖမ်းသူဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၂ယောက်ကိုငါဖမ်းဆက်လေနှစ်စီးနဲ့အတူအာရခတက်တော် AA ရဲ့ကမ်းခြေဆောင်လုံခြုံရေးတပ်ဖွဲ့ကမနေ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။မောင်တော်မြို့နယ်ရွှေနုကြီးရွာရဲ့အနောက်ဘက်ကန်ဆတ်မှာ မနေ့ကမနေ့6နာရီ34မိနစ်ကကျူးကျော်ဝင်ရောက်ငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါဖမ်းသမား6ယောက်ပါဆက်လီတစီကိုအရက်ခကန်းချစ်ဆောင်လုံကျုံရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါအပြင်မနေ့ကမနေ့9နာရီ7မိနစ်လောက်မှာလဲရတိတော်မျိုးနယ်ကိုဒန်ကောက်မွတ်စလင်ကြီးရွာရဲ့အနောက်ဘက်ကန်ယူဒန်ကန်ဆတ်မှာငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါဖမ်းသမား6ယောက်ကိုလည်းဆက်လီတစီနဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ သူတို့တွေကိုတရားဥပဒေနဲ့အညီထိရောက်စွာအေးအေးယူဆောင်ရွက်ရေးအတွက်ထိမ့်သိမ့်စစ်ဆင်နေတယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နေဆက်တလျှောက်ကိုအေးအေးထိန်းချုပ်လိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကငါဖမ်းသူတွေဟာရခိုင်ရေပိုင်နယ်အထက်ကိုကျူးကျော်ဝင်ရောက်ပြီးကံယူတဲ့အနည်းအထက်လာရောက်ငါခိုဖမ်းမှုတွေနှိမ့်စင်လို့လို့ရှိနေတာပါ။ငါဖက်ဆက်လေတွေနဲ့အကြံဖက်လက်နက်ကင်တွေလည်းဝယ်ရမှုနဲ့ရှိနေတာကြောင့် AA ကအချိန်ပြည့်စောင့်ကြည့်နေတယ်လို့သိရပါရဲ့ရှင်။